စစ်ဖြစ်မဲ့အနေအတွေ့အတိုင်းပြည်အနေနဲ့ပြင်ဆင်ထားတဲ့ကြောင်းအာနာပိုင်တွေကသတိပေးပြီးနောက်ဆွေတွင်ကအရက်ဖက်ကာကွယ်ရေးခိုးလုံရနေရာတွေကိုပြန်လည်စစ်ဆေးဖို့နဲ့ပြင်ဆင်ဖို့အတွက်ကရိုနာတန်တရာဒေါ်လာ၁၀တန်ယင်းဤမြုံနံသွားမယ်လို့ကြေညာလိုက်ပါတယ်။ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းဆွေတွင်နဲ့ဥရောပနိုင်ငံတွေဟာကာကွယ်ရေးစရိတ်တွေတိုးမြင့်တုံးဆွဲမယ်အကြောင်းကြေညာထားခဲ့ကြပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နေတိုးအဖွဲ့အပေါ်ထားတဲ့ဂရီကိုကိုတန်ရရှိလာတာကြောင့်လဲမကြသေးခင်က ခုလိုတုံးမြင့်ဖို့လှုပ်လာကြတာဖြစ်ပါတယ်။နော်ဒစ်နိုင်ငံတစ်ခုဖြစ်တဲ့ဆွေဒင်မှာ အရက်ဖတ်တုံးကရုတ်ချင်း6400ရှိပါတယ်။ဒါဟာကဘာပေါ်ကဘယ်နိုင်ငံထက်မဆိုများပါတယ်။ဒီကရုတ်ချင်းတွေမှာလူပေါင်း9000လောက်ခိုးလုံနိုင်ပါတယ်။ ဆွေဒင်နိုင်ငံကနေတိုးဖွဲ့ကို2024ခုနှစ်မတ်လက ဝင်ရောက်ပြီးကြတဲ့ကဘုံကိုချင်းနေစစ်ဆေးလုပ်ငန်းကိုအရက်ဖက်အရေးပေါ်အေဂျင်စီ MSB ကတိုးမြင့်ပြုလုပ်လာခဲ့ပါတယ်။ဒီဘုံကိုချင်းနေတဲ့ကတချို့ဟာတပြိုင်တည်းလူထောင်ပေါင်းများစွာခိုးလုံနိုင်လာအောင်ကြဲဝန်းပါတယ်။ MSB ရဲ့အပြောအရဒီဘုံကိုချင်းနေဟာနျူကလ িয়ার လက်နက်တန်ငွေနဲ့ဓာတ်ရုပ်လက်နက်ဇီဝလက်နက်တွေကြောင့်ဖြစ်ပေါ်လာမဲ့ဓာတ်ရောင်ကြီးအန္တရာယ်တုံ့ခါမှုလိုက် ုံအစာအနာပောက်ကွဲမှုအားနဲ့အပူလိုင်းတွေကို ခံနိုင်ရှိအောင်တိစောက်ထားတယ်လို့ပြောပါရယ်။ပြိပခါဖြစ်ပွားစဉ်မှာအရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းတွေတိုးတက်မှုရှိလာစေဖို့အတွက်လည်းအစိုးရကရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပါရယ်။စိုက်ပါလုံခြုံရေးကိုခိုင်မာအောင်လုပ်ပြီးစေဝါပစ္စည်းတွေကိုလည်းထပ်မံဖြည့်တင်နေပါရယ်။ နျူကလ িয়ার စစ်ပွဲအတွက်ဘုံကိုကျင်းတွေကိုခင့်မြောင်လုပ်ဖို့ကြီးမားတဲ့စီမံကိန်းတစ်ခုကိုစတင်လှုပ်ဆောင်နေပြီလို့ MSB ကတိန်လာနေမှာပြောပါရယ်။ဒီလုပ်ငန်းဟာနှစ်နှစ်ကနေ၃နှစ်အထိကြာနိုင်တယ်လို့မျှော်လင့်ထားပါရယ်။အခုအထိတော့အထူးသဖြင့်အလွန်ကြီးတဲ့ဘုံကိုကျင်း80ရဲကနေ25ခုမှစတင်လှုပ်ဆောင်နေပြီလို့အဲ့ဒီဖွဲ့ကပြောပါရယ်။ အေဂျင်စီအနေနဲ့လူမှုကိုဓာတုလက်နက်နဲ့တိုင်းအောင်ကြီးလက်နက်တွေရဲ့အနေရကကာကွယ်ပေးဖို့စစ်ထုတ်ကြိယာတွေကို2025ခုနှစ်မှာအစားထိုးလဲလှယ်ဖို့စီစဉ်ထားပါတယ်။ဆွီဒင်နိုင်ငံဟာစစ်ဖြစ်နေတာမဟုတ်ဘူးငြိမ်းချမ်းနေတာလည်းမဟုတ်ဘူးလို့ဝန်ကြီးချုပ်ဥခရစ်စတာဆန်ကဇန်နဝါရီလမှာပြောခဲ့ပါတယ်။အမေပေါင်းဆောင်ရောဆက်တိုက်ခိုက်မှုတွေဗိုလက်တစ်ပင်လေတွေကတန်ရရှိပွဲအဖြစ်အမှောက်လုပ်ငန်းတွေ သူ့နယ်မြေပေါ်ဖြစ်ပွားနေတဲ့ကိုစလဲပြိပခါတွေကိုရည်ညွှန်းပြောဆိုသွားကြတာဖြစ်ပါတယ်။နောက်လာမယ့်ဆယ်စုနှစ်အတွင်းကာကွယ်ရေးအသုံးစရိတ်ကိုဒေါ်လာဘီလီယံ30တိုးမြင့်တုံးဆွဲသွားမယ်လို့အရင်အပတ်မှာသူကကြေညာသွားခဲ့ပါတယ်။စေးတိုက်ပွဲပြီးဆုံးသွားတဲ့နောက်စတော့ဟုံးဟာစီရေးအသုံးစရိတ်တွေကိုဖျက်တောက်လျှော်ချခဲ့ပါတယ်။ဒါပေမဲ့ရုရှားကခရိုင်းမီးယားကို2014ခုနှစ်ကဝင်ရောက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပြန်လည်မြင့်တင်ခဲ့ပါဗျ။ အာနာပိုင်နီဟာစစ်ဖက်နဲ့အရက်ဖက်ကာကွယ်ရေးအစီအစဉ်တွေပေါင်းဆက်ထားတဲ့စုပေါင်းကာကွယ်ရေးမဟာဗျူဟာကို2015ခုနှစ်မှာပြန်လည်အသက်သွင်းခဲ့ပါတယ်။2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက်ဒီအစီအစဉ်ကိုပုံမခိုင်မာအောင်စတင်လှုပ်ဆောင်လာခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်လာတာတွေကတခုကလက်နက်ကင်တပ်ဖွဲ့များဝင်ကြီးနဲ့အတူပူးတွဲလှုပ်ဆောင်နိုင်ဖို့အရက်ဖက်ကာကွယ်ရေးဝင်ကြီးယာသူတစ်ကိုအစိုးရကထားရှိခဲ့ပါတယ်။ ဒီလိုနည်းနဲ့အရက်သားတွေကိုလည်းစစ်တပ်နီးတူစစ်စည်းရုံးရေးလုပ်ငန်းအတွက်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ဆွီဒင်ရဲ့ Scandinavian အင်ဂျီချင်းဒိမ့်မဲ့နိုင်ငံကလည်းပြင်သစ် MBDA ကုမ္ပဏီထုတ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကို အရေးအတွက်အတိအကျဖော်ပြမထားတဲ့ပမာဏဝယ်ယူသွားမယ်လို့ဒင်းလာနေကတိကျကြညာသွားခဲ့ပါတယ်။ဒါပြင်ဖိလန်နိုင်ငံပက်ထရီယာကုမ္ပဏီထုတ်တန်ချက်ကာရင် အစင်းရေ130ကိုဒေါ်လာ295တန်ဖိုးဝယ်ယူသွားမယ်လို့ပြောထားခဲ့ပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။